အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတခါတင်ဆက်ပေးမှာကတော့38ဖြာမင်္ဂလာတရားတော်များမှတောင်းဝဆက်တာစုံစုံမလွယ်သူဖြစ်ချင်းဆိုတဲ့မင်္ဂလာတရားအပိုင်း28ကိုပုံမြင်လေးတစ်ပုဒ်အဖြစ်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုလိုက်ကြပါဦးလားခင်ဗျာ ။ပုံမြင်လေးရဲ့အမိကတော့နားထောင်တက်သူပန်းတပွဲလို့အမိပေးထားပါတယ်။တခါတော့ကရွာလေးတရွာမှာအောင်မြတ်ဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်။သူဟာလူတော်လူကောင်းဖြစ်ပြီးအလိုကောင်းသူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာလူအများကပြောရင်မနာခံတတ်တဲ့အကျင့်လေးတခုတော့ရှိပါတယ်။ဒါကတော့သူ့အပေါ်ပြောဆိုသုံးသပ်သူတွေကိုစင်ကြေပေးတတ်တဲ့အကျင့်ဖြစ်ပါတယ်။ဒီနေ့အလုံးလုံးနေရင် သူ့ရဲ့အလုပ်ဖော်တယောက်ကအောင်မြတ်ရေမင်းလုတာမှားသွားတယ်နောက်တကသတိထားပါလို့ပြောယုံနဲ့သူကချက်ချင်းပြန်ပြောလိုက်ပါတယ်ငါပါမားလို့လဲငါလုပ်ကူငါသိပါတယ်မင်းမသိဘဲနဲ့မပြောပါနဲ့ဆိုပြီးပြန်ပြီးတော့စင်ကြေပြောတတ်သူဖြစ်ပါတယ်ဒါနဲ့ပဲအောင်မြတ်ဟာရွာထဲကဥတုတားလို့အမည်ရှိတဲ့ဆရာကြီးကိုတွေ့တော့ဆရာကြီးကပြုံးပြီးပြောတယ်အောင်မြတ်ရေ မင်းသိလားနိုင်ငံတော်တခုတည်တံ့ဖို့တပင်ကြီးတပင်ကြီးဖို့မိုးရေကောင်းကောင်းလဲလိုတယ်လေထန်ချင်းလဲလိုတယ်လို့ပြောလိုက်တော့အောင်မြက်ကဆရာကြီးကို ပြန်ပြီးမေးပါတယ်ဆရာကြီးအဲ့ဒါနဲ့လူသားနဲ့ဘာဆက်ဆက်မှုရှိလို့လဲလို့မေးတော့ဆရာကြီးကပြောပါတယ်လူသားတယောက်ကြီးတွားဖို့လဲညှော်မှန်းချက်နဲ့အတူဆုံးမခံနိုင်မှုလိုတယ်လေကတပင်ကိုလှုပ်တယ်လို့ ပြောစကားကလည်းမင်းစိတ်ကိုလှုပ်တတ်တယ်။မင်းခံနိုင်ရင်မင်းရဲ့အမြင့်ကြီးလာမယ်။မင်းတိလာမယ်။မင်းရဲ့စိတ်ဓာတ်တွေမြင်မလာမယ်လို့ပြောလိုက်တော့အောင်မြတ်ကဆရာကြီးစကားကိုနှုတ်တုံမပြန်တော့ဘဲတဖြည်းဖြည်းနဲ့နားထောင်တက်လာခဲ့တယ်။အလုတ်ထဲမှာလည်းတခါတရံအလုတ်ပေါ်တွေကသူ့ရဲ့အမားကိုပြောလဲဟုတ်ကဲ့ပါကျွန်တော်တတိထားပါမယ်လို့ပြုံးပြီးပြန်ပြောတက်လာတယ်။နောက်ပိုင်းမှာတော့သူ့ဘော်တွေကအောင်မြတ်ကို နားထောင်တတ်သူလို့သိလာခဲ့တယ်။သူ့စကားနဲ့အပြုတ်မှုတွေကြောင့်အလုံးပေါ်အလုံးကလည်းပုံပြီးတော့ချစ်လာကြတယ်။ဒီဝါရဲမှာလဲလူအကြီးအကဲတွေကဒီကောင်လေးဟာပြောပြသွန်သင်ဆုံးမတာတွေကိုနားထောင်တတ်တဲ့ကလေးပဲတကယ်မင်္ဂလာရှိသူပဲလို့ချီးမွမ်းလာခဲ့ကြတယ်အဲ့ဒါကြောင့်တောင်းဝဆက်တာဆိုတာတင် जा သူသုံးသက်သူဆုံးမသူတို့ရဲ့စကားကိုစိတ်မနာပဲနားထောင်တတ်ခြင်းဖြစ်တယ် နားထောင်တဲ့သူဟာအမှားပြင်နိုင်သူအမှားပြင်နိုင်သူဟာညံတိုးတဲ့သူညံတိုးတဲ့သူဟာမင်္ဂလာရှိသူဖြစ်ပြီးနားထောင်တဲ့သူဟာပန်းလေးတပွင့်လိုလမ်းဆန်းပွင့်လန်းနေမယ်ဆိုတာပုံမြင်လေးတစ်ပုဒ်အဖြစ်တင်ပြလိုက်ရပါတယ်ခင်ဗျာ